ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးမမေရေအခုသမီးတို့နှစ်ယောက်စလုံးပီဇာစားရမယ်မြမြစားရအောင်အိုးမဟုတ်ဘူးမမေပီဇာမြမြဖွက်လိုက်မမေမြမြလုပ်ပါဘာဖြစ်တာလဲသမီး 哦，我格里玛里拉尼亚哦。安迪森呐，安迪森呐，巴雷表里某某，巴里表尼亚嘞。安迪森那边考你呢哩，皮皮亚叔叔考你嘞，皮皮亚斯穆萨里出来给他哩，阿拉叔叔把考开不表尼亚，阿龙都读啥呀奥呢？给叔叔爷多，斯穆萨多啥来，他们屋里出来啥嘞？ဒေါ်စန်နာကစူးစူးကိုမမှုနဲ့တူတူလွှတ်လိုက်ပါတယ်။ ဆူဆူကသူ့ရဲ့အိမ်အကြီးကြီးကနေမမိုးရဲ့အိမ်တိတိလေးစီကိုမမိုးနဲ့အတူလိုက်သွားခဲ့ပါတယ်။အိမ်မှာဆူဆူရဲ့ဦးလေးကသူ့သမီးအရင်လိုမျိုးပဲချစ်ချစ်ခင်ခင်နဲ့ဆမှုစာရီကျွေးခဲ့ပါတယ်။ကလေးတို့တေချာစားကြနော်။ဒါအောင်မင်းတို့အတွက်အထူးယူလာတာ။အခုနောက်မှစားထားတာဦးလေးအခုအိမ်ပြန်တော့မယ်။ဒါနဲ့ဒီဆမှုစာရီကသမီးပဲပဲယူလာတဲ့ဆမှုစာရီလောက်မကောင်းပါဘူး။အဲ့လိုပြောပြီးတော့ဆူဆူထွက်သွားခဲ့ပါတယ်။ ဆွဆွနဲ့မမို့ရဲ့ဖေရီကညီကိုတိုကြပါတည်း။ဒါပေမဲ့ညီကိုနှစ်ယောက်ကတယောက်နဲ့တယောက်ခွဲနေကြပါတည်း။ဘာလို့လဲဆိုတော့သူတို့ဇနီးမယောင်တွေကြားမှာဆက်ဆံရေးတိတ်မကောင်းကြလို့ပါ။ဒါပေမဲ့ညီကိုနှစ်ယောက်ကြားမှာတော့ချစ်ခင်မှုတွေအများကြီးရှိပါတည်း။ဒါကြောင့်သူတို့သမီးတွေလည်းအတူတူနေစဉ်ချင်းကြတာပေါ့။ဒါပေမဲ့ဆွဆွကသူ့အမေရဲ့လွှမ်းမိုးမှုကိုခံနေရပါတည်း။ဆွဆွရဲ့ဖေကချမ်းသာပြီးတော့ဒါကြောင့်မင်းဆွဆွနဲ့ဇန်နာတို့နှစ်ယောက်လုံးက စိုးမျက်နဲ့မမှုအပေါ်မှာမတူတလို့မတန်တလို့ဆက်ဆံတက်ကြပါလေမမေစိုးစိုးထွက်သွားပြီးရနဲ့ဖဖေလည်းတန်းထွက်သွားတာပဲတန်းနဲ့မမေစိုးစိုးသွားခေါ်တော့အန်ဒီဆန်နာနဲ့စိုးစိုးနှစ်ယောက်စလုံးပီစာစားနေကြတာဒါပေမဲ့သမီးကိုမြင်သွားတာနဲ့နှစ်ယောက်စလုံးပီစာဖွက်လိုက်ကြတယ်အဲ့ဒါဘာလို့လဲရင်မမေမမှုရဲ့စကားတွေကိုကြားတော့စိုးမျက်ကရင်ဝန်းနေသွားပါတော့တယ်ဒါပေမဲ့သူကမိသားစုတွေကိုပေါင်းစည်းစီခြင်းနဲ့မျိုးသမီးတယောက်ဖြစ်ပြီးခွဲထွက်စီခြင်းနဲ့သူမဟုတ်ပါဘူး ။တမီလေးမမိုးရဲ့အဲ့ဒီပီဆာကျုံနဲ့လောက်ထားတာမို့လို့ကျမကြီးအတွက်မကောင်းလေ။အဲ့ဒါကြောင့်အန်တီဆန်တာတမီပီဆာအမြင်စားချင်မှဆိုလို့ဖွင့်လိုက်တာဖြစ်ရမယ်။ဟုတ်ကဲ့ပါမမေ။မမေ၊တမီအပြစ်မှာသွားစော့ရမယ်။အေးပါတမီလေး။ငါလင်ညီမကိုကဘာဖြစ်냐လဲမသိဘူး။ဒီနေ့ထိသူ့စိတ်တက်ကိုပြင်ဆင်ဖို့အဆင်သင့်မဖြစ်သေးဘူး။ကောင်းပြီ။ပါပဲဖြစ်ဖြစ်တနေ့ကျရင်တော့ဒီအမေနဲ့တမီပြောင်းလဲလာမှာပါ။ကဲပါဒီအသုံးမကျတဲ့ယာရီတို့တော့မတွေးတော့ဘူး။အချုပ်တာပဲလောက်တော့မယ်။ ဒီလိုပြောပြီးစိုးမြက်ကအဝေးချုပ်ဖို့အတွက်ထိုင်လိုက်ပါရယ်ဒီလိုနဲ့အချင်းတွေကမြင်းမြန်ဆန်းဆန်းကုန်လွန်သွားခဲ့ပြီးတော့စိုးစိုးနဲ့သူ့မိရဲ့စိတ်နေစိတ်ထားကလည်းမပြောင်းလဲပဲအရင်နဲ့အတူတူပါပဲကလေးဘဝကနေလူငယ်ဘဝအထိဒီလိုပဲဆက်ရှင်နေခဲ့ပြီးအခုတော့ညီမနှစ်ယောက်ကောလိပ်သွားရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီဒီနေ့ကသူတို့နှစ်ယောက်ရဲ့ကောလိပ်ပထမဆုံးနေ့ပဲဖြစ်ပါရယ်ဒါကြောင့်နှစ်ယောက်စလုံးပြင်ဆင်နေကြရတာပေါ့အိုဖေးအားရေဒီအပူကငါ့ကိုတတ်တော့မယ် ဟဲ့မမို့ဘာရီချုံညာလဲမမေမနေ့ပြန်ကျမကောလိပ်ပထမဆုံးနေ့လေအဲ့ဒါကြောင့်ဝတ်ဖို့အတွက်အချုံနေရအကြောင်းသားတွေအားလုံးအဝစားကောင်းနေဝတ်ကြမှာလေသမီးတော်အမေအင်ကြီးအဟောင်းယူချုပ်လိုက်တယ်။အိုးကောင်းလိုက်တာကွယ်။ငါသမီးကချုပ်တာတော်လိုက်တာ။ဒီလိုပြောပြီးဒေါ်ဆိုးမြတ်ကမမိုနာကနေထွက်သွားခဲ့ပါရယ်။နောက်တစ်ဖက်မှာတော့ဆူဆူလေးကောလိပ်ပထမဆုံးနေ့အတွက်ဇီးဝင်နေခဲ့ပါရယ်။ဒါပေမဲ့မမိုနဲ့မတူပေအကြီးအကျယ်ပေါ့။မမေ သမီးတီဝတ်ဆောင်ဝတ်လိုက်ပြီးအခုဖက်နှက်နဲ့နေကမျက်မှန်ပါဝဲပေး ਉਂ အေးပါသမီးလေးစိုးစိုးကဈေးကြီးတဲ့ပစ္စည်းတွေအများကြီးဝယ်ခိုင်းတော့ဒေါ်စန္နာကဝယ်ပေးပါတယ်တိမ်ပေါင်းများစွာကုန်ပြီးတော့စိုးစိုးလေးကိုတိုက်ကနေပြန်လာခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့ရောက်သွားခဲ့ပါတယ်မမေသမီးကောလိုက်သွားတော့မယ်အေးပါမေသမီးလေးတဖက်မှာစိုးစိုးကသူ့အမေကိုလက်ပြနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့ တာယူတောင်စာတေချာသွားတော့တမင်းဟုတ်ကဲ့ပါမမေရဲ့မမိုလိန်ဒင်းချင်းနဲ့တကြားစားပြီးသူတနေ့တာကိုစတင်ကအင်းကနေထွက်လာခဲ့ပါတယ်မမိုကချင်းချင်းသွားမှာဖြစ်ပြီးစိုးစိုးကတော့သူ့ကားကြီးနဲ့ထိုင်နေတာပေါ့ဒီချိန်မှာဦးလေးဖြစ်သူကမမိုကိုမြင်ပြီးပြောခဲ့ပါတယ်ဟေးမမိုတမိလေးဘယ်သွားမလို့လဲဦးလေးကျမကောလိုက်သွားမလို့ဒီနေ့ပထမဆုံးနေ့လေတမိလေးစိုးစိုးလည်းအဲ့ဒီကိုသွားမှာပဲ ဘာလို့လမ်းလျှောက်သွားမှလဲစိုးစိုးနဲ့ကားနဲ့ပဲလိုက်သွားနိုင်ပါလားဟင်းဖေဖေသမီးအဲ့ဒီတယောက်နဲ့မသွားချင်ဘူးစိုးစိုးမင်းမေးရဲ့လွှမ်းမိုးမှုကိုရဲမခံနဲ့သူစကားအတိုင်းလိုက်ပြောမနေနဲ့နားလေလားဒီလိုမျိုးတွေငါသိမခံနိုင်ဘူးမင်းတို့ကညီအစ်မတွေပဲအတူတူချစ်ချစ်ခင်ခင်နေကြပါဦးတို့ကမမှုကိုစူပြီးစိုးစိုးရဲ့ကားထဲမှာထိုင်ခံလိုက်ပါလေစိုးစိုးလည်းဘာမှမတတ်နိုင်မင်းမမှုကိုသူ့ကားနဲ့ခိုးသွားခဲ့ပါလေ ဒါပေမဲ့ခဏအကြာမှာတော့ဘတ်ကားမှတ်တိုင်ပါပဲမမှုကိုချခဲ့ပါတယ်။တရားနဲ့နင့်ပါတာသွားတော့နေရငါ့ဖေဖေအနားမှာရှိနေတာကိုခွင့်ရယူပြီးလိုက်လာတာမုန်းစရာပဲငါသွားတော့မယ်။ဆူဆူရဲ့ဒီလိုပြစ်မှုကြောင့်မမှုလေးဝန်းနေသွားပြီးဘတ်ကားမှတ်တိုင်ကနေကောလီကိုသူ့ဘာသာရောက်လာခဲ့ပါတယ်။ကောလီကိုရောက်တာနဲ့အားလုံးရဲ့အာယုံကမမှုနဲ့သူ့ချုပ်သားတွေဝစ်စုံစီကိုရောက်သွားပြီးအရန်ကြီးကျူးခံရတဲ့အခါမှာတော့ဆူဆူကမနာလိုဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်ပျက်တွေဆက်လက်ဖြစ်နေခဲ့ပါတယ်။စိုးစိုးနဲ့မမိုးချားကဆက်ဆံရေးကတဖြည်းဖြည်းနဲ့မကောင်းမွန်တော့ပါဘူး။ဒါကြောင့်ညီမနှစ်ယောက်ရဲ့ဆက်ဆံရေးကိုပြုပြင်ဖို့သူတို့ဘေးတွေကတိမ်ထဲကတားနှစ်ယောက်နဲ့လက်ထပ်ဖို့စီစဉ်ပေးလိုက်ပါတယ်။ဒီနေ့ကမမိုးနဲ့စိုးစိုးနှစ်ယောက်လုံးရဲ့ဆနွှဲလိမ်ပွဲဖြစ်ပါတယ်။မမိုးကသူကိုယ်တိုင်ချုပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးစိုးစိုးကတော့ဒီဇိုင်နာချုပ်ဝတ်စုံကိုဝတ်ဆင်ထားခဲ့ပါတယ်။ဒီချွေးမှလည်းကောင်းပါတယ်။ဒါပေမဲ့ ျမတွေ့ခဲ့တဲ့ချွေးမငယ်လေးကဘာနဲ့မှနိုင်ရှင်လို့မရဘူး။ဘလောက်လှလဲဆိုတာကျမမြင်ခဲ့ရတယ်။အယုတ်လေးလိုပဲ။ဆူဆူကိုဆင်းရင်းလင်းရင်ဧည့်သည်တွေကမမှုကိုချီးကျူးတော့ဆူဆူကစိတ်တူလာခဲ့ပါတယ်။ဒီလိုပဲတန်းဆူပွင့်ပါလေမမှုကချီးကျူးခံခဲ့ရပါတယ်။အမနှစ်ယောက်ရဲ့မင်္ဂလာပွဲခန္ဓာနေကြတော့နှစ်ယောက်လုံးကိုအတူတူထိုင်ခိုင်းကြပါတယ်။တဖက်မှာဆူဆူကဒီဇိုင်းနာချုပ်ဝတ်စုံကိုဝတ်ထားပြီးတဖက်မှာမမှုကတော့သူကိုယ်တိုင်ချုပ်ထားတဲ့ရိုးရိုးရှင်းရှင်းအနီရောင်ဝတ်စုံကိုဝတ်ထားခဲ့ပါတည်း။ တော်ချစ်ခင်ညီမလေးနင်းရဲ့ချွေးမကြီးကလှတော့လှပါတယ်ဒါပေမဲ့ချွေးမငယ်ကတော့ယူယိုလေးဝတ်ထားတာတောင်တော်တော်လှတယ်ယူယိုလေးဝတ်လေပိုလှလေပဲနင်းချွေးမကြီးရဲ့ဈေးကြီးရဲ့ပြင်ဆင်မှုတွေဟာသူ့ရှိမှအလကားပဲကျမချွေးမငယ်ကသူ့လက်နဲ့သူချုပ်ထားတာလေလှတယ်မလားလှတာမဟုတ်ဘူးဟေးအရင်ကလှတာမမိုးရဲ့အလားဆော့ဆော့ရှုံးစီတယ်ဟေးမင်္ဂလာပွဲမှာတောင်လူတွေကမုံမုတ်ကိုပင်ပူပြီးအာယုံဆိုင်နေကြပါတယ် ဒါကြောင့်သူကချီးကျူးမှုတွေအများကြီးရခဲ့ပါတယ်။မမို့ကိုချီးကျူးတာတွေကြတော့ဆူဆူကမနာလိုဖြစ်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲညီမနှစ်ယောက်လုံးရဲ့မင်္ဂလာပွဲတွေပြီးဆုံးသွားပြီးသူတို့နှစ်ယောက်စလုံးရောက်ခမအင်ကိုရောက်လာခဲ့ပါတယ်။ဆူဆူမင်းမင်္ဂလာပွဲတော်ဝတ်စုံတွေပမာဝယ်ခဲ့တာလေ။ကျမဈေးကြီးပြီးကောင်းတဲ့ brand ဆိုင်တွေကနေအားလုံးဝယ်ခဲ့တာ။ကိုချင်းရဲ့ဇနီးကပါတီမှာအလှဆုံးလို့ကြားလိုက်ရတယ်။မင်းကိုစိုးတာမပြောချင်ပါဘူး။ဒါမဲ့ကိုချမ်းရဲ့ဇနီးကိုပို့ပြီးချီးကျူးနေကြတာ သူကရောပမာဈေးဝယ်ပြီးတော့ပမာပြင်ဆင်ခဲ့တာလေဒီဝတ်ဆောင်ကကျမအိမ်မှာပဲကိုရန်ချုပ်ထားတာကျမပြင်ဆင်မှုတွေအားလုံးလည်းကိုရန်လုပ်တာလေမမို့မင်းဒီနေ့အရန်ချစ်စရာကောင်းနေတာတကယ်ပဲမင်းဝင်စားရလေရမ်းလာတယ်ကျမရှိမှမမို့ကြောင့်မပြောပါနဲ့ဘာလဲကျမမလှအောင်လားမဟုတ်ဘူးမဟုတ်ဘူးစိတ်မဆိုးပါနဲ့မင်းရမ်းလာတယ်စိုးစိုးနဲ့ကိုရင်းချားကအချိန်လေးကပူဆိုးလာတော့မလို့ဖြစ်နေပေမဲ့ကိုရဲကထိမ့်လိုက်နိုင်ပါတယ် ဒီလိုနဲ့ပဲရောက်ခမအင်ကိုရောက်ပြီးတဲ့နောက်မှာလည်းပဲညီမနှစ်ယောက်ကဆက်ဆံရေးဟာပြောင်းလဲမသွားခဲ့ပါဘူးအလုံးသောခန္ဓာတွေပီစီပြီးတဲ့နောက်မှာတော့ဒေါ်ချစ်ခင်ကသူ့ချွေးမာတွေကိုပြောလိုက်ပါတယ်ချွေးမာတို့သမီးတို့နှစ်ယောက်အန်အောနေမှာပဲဘာလို့ငါမင်းတို့ဧကန်ပွဲကိုမလုပ်ပေးတာလဲဆိုတော့လေအကြောင်းရင်းအရောမင်္ဂလာပွဲခန်းသားတွေကြောင့်အားလုံးအယံပင်မနေကြတာအဲ့ဒါကြောင့်အားလုံးပင်မမှုတွေညော့ပါသွားအောင်တပတ်ကြာမှမင်းတို့ဧကန်ပွဲကိုလုပ်ပေးမယ်တပတ်ကြာရင်ဟုတ်လားဖီးယားရေ ဒါအချိန်တိုလွန်းနေမမေကျမအခုပဲကိုရဲနဲ့သွားပြောမယ်။ "तू ကျမကိုဧကံဘွယ်ဝတ်ဆောင်ရအောင်လုပ်ပေးလိမ့်မယ်"ဒီလိုပြောပြီးစိုးစိုးကသူ့ခန်းကိုသွားပြီးတော့သူ့ခင်မုံကိုရဲစီကနေဇီးကြီးတဲ့ဝတ်ဆောင်ကိုတောင်းဆိုခဲ့ပါတယ်။ဒီတော့တွင်မမို့လိမ့်သူ့ခန်းကိုသွားပြီးသူ့မေစီကိုဖုံးဆက်ခဲ့ပါတယ်။မမေကျမဧကံဘွယ်ကတပတ်အကြာမှလုံမှာကျမဧကံဘွယ်ဝတ်ဆောင်ကိုရန်ချုပ်မယ်။အဲ့ဒါကြောင့်ပတ်စံနဲ့လွှဲပေးပါအောင်နော်။အေးပါသမီး။အွန်လိုင်းကနေလွှဲပေးလိုက်မယ်။ တစ်ဖက်မှာစိုးစိုးကဈေးကြီးတဲ့ဝတ်စုံတွေနဲ့သုံးဆောင်တွေကိုအွန်လိုင်းမှာရှာဖွေနေခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့မုံမို့ကတော့သူ့အမေစီကနေပတ်စံယူပြီးအိမ်မှာပဲဝတ်စုံတွေချုပ်ဖို့အတွက်စဉ်းစားလိုက်ပါတယ်။သူ့ဈေးကိုသွားပြီးသူ့ဝတ်စုံအတွက်ချယ်ရီဝေလာကအိမ်မှာပဲချုပ်ပါတော့တယ်။တပတ်တာကမြင်းမြန်ဆန်းဆန်းပဲကုန်လွန်သွားပြီးတော့ဒီနေ့ကအမနှစ်ယောက်ရဲ့ဧကန်ပွဲနေပဲဖြစ်ခဲ့ပါတယ်။ပထမဆုံးဒေါ်ချစ်ခင်ကစွစုကိုခေါ်ဖို့အတွက်သွားခဲ့ပါတယ်။စွစု ။အဲ့ခံပွဲအတွက်တီဝုဆောင်ဝတ်မလို့လား။ဟုတ်ကဲ့မမေဘလို့ထင်လဲမကောင်းလား။အေးပါသမီးအရန်ကောင်းနေ။ဒေါ်ချစ်ခင်ကဆူဆူကိုလင်းပြောလိုက်ပါတယ်။ဆူဆူကအနောက်တိုင်းခင်မီဝတ်ဆောင်ကိုမှားထားတာဖြစ်ပြီးလုံးဝမလှပါဘူး။ဒါပေမဲ့ဒေါ်ချစ်ခင်ကသူ့ကိုစိတ်မကောင်းဖြစ်မှဆိုလို့စိုးရိမ်စကားကိုမပြောပါဘူး။ဒီလိုပဲသူကမမှုကိုခေါ်ဖို့အတွက်သွားခဲ့ပြန်ပါလေ။အိုဖျားကြီးမမမတီဝတ်ဆောင်သမီးပါသားချုပ်ထားလာရင်ဟုတ်တယ်မမေဘလို့လဲ မီးကတကယ်ကိုအရန်လာတာပဲကျေးဇူးပါမမေမမူကရိုးရာစာရီလေးကိုဘောဂျယ်ရီပလဲရီနဲ့အတူချုပ်ထားပြီးခေါင်းမှာပပလေးကိုအုပ်ထားပါတယ်သူ့ဝတ်စုံကရမ်းချစ်စရာကောင်းနေတာပေါ့ဒေါ်ချစ်ခင်လည်းသူ့ချွေးမနှစ်ယောက်လုံးကိုခေါ်ပြီးဘွေးကျင်းပရာနေရာကိုခေါ်သွားခဲ့ပါတယ်ဘွေးမအားလုံးကမမူကိုပင်ချီကျူးနေကြတာကြောင့်စွစွကမနာလိုဖြစ်ပြန်ပါတယ်ဟဲ့ဒီချွေးမအငယ်ကအခမ်းအနားတိုင်းမှာသူကိုယ်တိုင်ချုပ်ထားတာလေးတွေနဲ့လှနေရပဲ အကြီးကတော့ဘာတွေဝတ်မန်းကိုမသိဘူးအစတော့မတိမ်မရင်လှကြတယ်လို့ထင်ခဲ့ပေမဲ့ဒီနေ့တော့နွားချီလိုပဲဟဲ့နွားချီဆိုပြီးလူတိုင်းကစူးစူးကိုစူးစူးရွရွတွေပြောနေကြပါတယ်ဒီခါမှာမမှုက သူ့အမအကျွမ်းခုခံပြောဆိုလိုက်ပါတယ်ရှင်တို့အားလုံးဒီလိုမလုပ်သင့်ဘူးကျမအမကျမတက်ပိုကောင်းပြီးတော့ပိုလှတယ်သူ့ဝတ်စားတွေကိုကြည့်အောင်လေသူကိုယ်တိုင်ချုပ်ထားတာမဟုတ်ပေမဲ့ဒီဝတ်စုံကဘလောက်ဈေးကြီးပြီးကောင်းလိုက်လဲသူဒီဝတ်စုံနဲ့ဘလောက်လှလိုက်လဲဆိုတာကြည့်ပါ တကယ်ပဲတခြားပဲမင်းကလေးမှဒီလိုလှမှာမဟုတ်ဘူးပြီးတော့ဒီနေ့ကကျမတို့ဧည့်ခံပွဲလူတယောက်ကိုပဲကွက်ပြီးချီကျူးနေတာရှင်တော့တယောက်ရဲ့နေ့ကိုကောင်းအောင်လုပ်ပြီးတော့တခြားတယောက်ရဲ့နေ့ကိုတော့ဖျက်ဆီးနေတာဂျေဆုပြုတ်ပြီးဒီလိုမလုပ်ပါနဲ့ဆူဆူလိန်မမှုကသူ့ဘက်ကနေရက်တီပေးတာကို မြင်တော့အံ့အားတင်သွားခဲ့ပါတယ်အဲ့မှာရက်နေတဲ့လူတွေလိန်တတိဝင်လာပြီးဆူဆူအကြောင်းစိုးတာတွေမပြောတော့ပါဘူးအခုဆိုရင်ဆူဆူလိန်မမှုရင်ဖြူစင်းတဲ့စိတ်ထားကိုမြင်လာခဲ့ပါပြီ ဒါကြောင့်သူမမှုအပေါ်မှာထားရှိတဲ့မုန်တီးမှုတွေလည်းပျောက်ကွယ်သွားပြီးညီမနှစ်ယောက်လုံးသူတို့ရောက်ခမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။